အရှင်ဘုရားယဟန်တော်များသည့်တိုင်းပြည်ရေးရာမတည်ငြိမ်မှုကြောင့်မိတိတိုင်းတာဖြင့်ဝေယောဆုဖတ်ခွင့်ရှိပါသလဲဘုရားတစ်ဖက်ဖက်ကနေယက်တီဝင်ရှိပါသလားဘုရားဘယ်ဘက်မှမယက်တီပဲမဆိုင်သလိုနေရပါမလားဘုရားနိုင်ငံရေးနဲ့ယဟန်တော်ဆိုတာဘာမှမသက်ဆိုင်တာလေနော်မြတ်စွာဘုရားကတော့ကိုယ့်လောက်ကိုလှုပ်စေခြင်းလေဒီလိုမျိုးလူမှုကိစ္စတွေမှာပါတာမျိုးဘုရားကမကြိုက်ဘူးပေါ့နော်ဘေးဒုက္ခတွေကိုဖန်တီးနေတဲ့သူတွေအကျိုးမဲ့တွေကိုဖန်တီးနေတဲ့သူတွေကိုဦးဇင်းတို့တွေဟာပယ်ရှင်းတုတ်တင်ဖို့ တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ယဟန်တန်ကာတွေဟာနိုင်ငံရေးနဲ့တဲ့တယ်ကြီးတက်ဆိုင်နေတယ်လို့ဦးစင်းကဒီလိုဆိုလိုတာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။အရှင်ဒေသနန္ဒဒဇယ် Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ယဟန်ဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ဆင်းတွေ့လာခဲ့ရမှာဒီကနေ့မှအပိုင်းနှစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အပိုင်းနှစ်မှာဆင်းတွေ့ကြမဲ့အကြောင်းအရာတွေကတော့ပြီးခဲ့တဲ့အပိုင်း1ကဦးစင်းဆင်းတွေ့ခဲ့တဲ့ မြတ်ဗုဒ္ဓမိမာတော်မူခဲ့တဲ့သရတဘိကဝေသာရိကံဓမ္မန္တိတိထဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလောကနုကံပါယဆိုတဲ့စကားရပ်ကိုဒီနေ့ပြန်လည်ပြီးတော့ဆွေးနွေးတင်ပြလိုပါတယ်။ဘာဖြစ်လို့ဒီအကြောင်းအရာကိုပြန်ပြလဲပြီးတော့ဆွေးနွေးတင်ပြရသလဲဆိုရင်ယဟန်တန်ကာနဲ့နိုင်ငံရေးဆိုင်မဆိုင်ဆိုတဲ့မိကွန်းတွေကလည်းညောင်များစွာမေးလာကြတာတွေလည်းရှိပါတယ်။ဒီအပေါ်မှာသဘောထားအမြင် မတူတာတွေ၊ကွဲလွဲတာတွေလည်းပဲညောင်များစွာရှိကြပါတယ်။ ဒီထဲမှာမှလဲကူမဟာဝိဟာရဆရာတော်အဗျာလင်္ကာရရဲ့ယက်တီချက်နဲ့ဥသင်းတို့ရဲ့ယက်တီချက်တွေကိုရှင်တွဲဖော်ပြသွားမှာပဲဖြစ်ပါတယ်ဆွနေမှုမစတင်ခင်မှာလဲကူမဟာဝိဟာရဆရာတော်အဗျာလင်္ကာရအမေးဖြေပြုထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုဥသင်းတို့တွေအတူတကွလေ့လာကြပါမယ် အရှင်ဘုရားယဟန်တော်များသည့်တိုင်းပြည်ရေးရာမတည်ငြိမ်မှုကြောင့်မိတိတိုင်းတာဖြင့်ဝင်ရောက်ဆွတ်ဖက်ခွင့်ရှိပါသလဲဘုရားတစ်ဖက်ဖက်ကနေယက်တီဝင်ရှိပါသလားဘုရားဘယ်ဘက်မှမယက်တီပဲမဆန်တလို့နေရပါမလားဘုရားယဟန်ဆိုတာကသူကကုသိုလ်ဖြစ်အောင်လမ်းညွန်ပြရတဲ့တာဝန်ရှိတယ်ဆရာဆိုတာလေမကောင်းမြတ်တာကောင်းရညွန်လက်လို့ဆိုတာကိုအဲ့တော့ယဟန်တန်ကားဆိုတာကပါဠိလိုကတမနာလို့ခေါ်တယ်တမနာဆိုတာကငြိမ်းချမ်းရှင်လို့ဖန်လား ငြိမ်းအေးသူလို့အဓိပ္ပာယ်ရတယ်နော်ကိလေသာတမတိတိတမနောငြိမ်းအေးခြင်းလို့ယဟန်ဝက်လာကြတာလေအဲ့တော့ငြိမ်းအေးအောင်ကျင့်ဖို့တာဝန်ရှိတယ်အဲ့တော့ကိုယ်တိုင်လည်းငြိမ်းအောင်ကျင့်ရမယ်သူများကိုလည်းငြိမ်းအောင်ပြုအောင်မဲ့တာဝန်ယဟန်တာဝန်ပဲနော်အဲ့တော့ဟိုဓမ္မလမ်းကြောင်းဘက်ကနေပြီးတော့ဦးဇင်းတို့ပြောတာဟောတာတော့ကိစ္စမရှိပါဘူးတိတိကျကျပြောရတော့ခက်တယ်ဒီကိစ္စကလေဘယ်တိုင်းသာဒီလိုပြောဖို့တော့ခက်တယ်ဘာလို့တော့ကျယ်ဝန်းတာဒီကိစ္စတွေကြတော့လေအဲ့တော့ပုံသေးကားချက်ကြီးပြောလို့မရအောင်အဓိကယဟန်ရဲ့လုပ်ငန်းတာဝန်ကတော့ကုသိုလ်ဖြစ်အောင်ကိုယ်တိုင်လည်းကျင့်ပြီးတော့သူများကိုလည်းတိုက်တွန်းဖို့တာဝန်ယဟန်တာဝန်ပဲ နော်အကုသိုလ်ဖြစ်အောင်တော့ဘုသူကမှမဟောရအောင်ပြောရအောင်ပေါ့နော်အဲ့တော့အဲ့ဒါတော့တတိထားမှာပဲအဓိကအဲ့ဒါပဲအဲ့တော့ကုသိုလ်လမ်းကြောင်းဘက်ကတော့ပြောဟောလို့ရပါတယ်အကုသိုလ်ဖြစ်အောင်တော့ဟောပြောလို့မရပါဘူးနော်ဒါဆိုယဟန်နေရာဟိုဥမာပါရှင်ဗျာဒီပါတီတွေပဲဖြစ်ဖြစ်ပေါ့အဲ့ဒါမျိုးဟိုပါတီဆွဲတွေပါတယ်ရောရှိတင်တာဗျာမစရနိုင်ငံရေးနဲ့ယဟန်တော်ဆိုတာဘာမှမသက်ဆိုင်တာလေနော်ဟုတ်တော့ဘုရားလက်ထက်မှာလည်းနိုင်ငံရေးပြဿနာတွေကအရင်ချုပ်ပေးပါတယ် တော့ဘုရားရှင်လက်ထက်မှာကလေးကရှိနေတာပဲလေဘုရားရှင်ဘာမှမပါခဲ့တာပဲဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်အဇာရတက်နဲ့မိမိသာရာမင်းဇလန်းကြည့်လိုက်လေဒါမိမိသာရာမင်းဆိုတာကဘုရားရှင်ရဲ့တပည့်အရင်ခေါက်ခေါက်ပောတာပန်လေနော်ပောတာပန်ဘုရင်ကြီးဖြစ်ပါတယ်အဲ့တော့သူတောတာပန်ဘုရင်ကြီးဖြစ်တဲ့မိမိသာရာမင်းကိုအသားဖြစ်တဲ့အဇာရတက်နောက်ဘုရားရဲ့သားတော်လို့အမည်ခံတဲ့အရှင်ဒီဝတ္တနော်ပူပေါင်းပြီးတော့တပ်ဖို့ကြိုးစားကြတာပဲဟုတ်ပြီအဲ့တော့ဘုရားရှင်ဒီကိစ္စမှာဘာမှပြောဆိုခင်ပြောခဲ့ဘူးလေ မစီမကြည်ဘာမှဟိုတိုက်တွန်းခြင်းစိတ်ဆော်ခြင်းဟောပြောခြင်းဘာမှမပြရမလုပ်ခဲ့ပါဘူး။ဘာတချို့ကိစ္စတွေကဒီလိုပါလို့မရတဲ့ကိစ္စတွေဆိုရှိတယ်။တမက်ဆာဘုရားကတော့ကိုယ့်အလုပ်ကိုလုပ်စေခြင်းနဲ့ဒီလိုမျိုးလူမှုကိစ္စတွေမှာပါတာမျိုးဘုရားကမကြိုက်ဘူးပေါ့နော်။ဒါကတော့အဗျာလင်္ကာရဖြည့်ကြားခဲ့တဲ့ဖြည့်ကြားချက်ကိုဦးဇင်းတို့လေ့လာကြရတာဖြစ်ပါတယ်။ဆိုတော့အဗျာလင်္ကာရဖြည့်ကြားချက်ကိုဦးဇင်းတို့ခြုံငုံပြီးတော့ဦးဇင်းတို့ညံမီတလို့သုံးသပ်ကြည့်ရမယ်ဆိုရင်ပထမပိုင်းမှာ ဖြည့်ကြားထားတာကတော့ ီနေ့လူအခြေအနေမျိုးမှာအဲတိုင်းပြည်မှာပေါ့နော်ဖြစ်ပြက်လာတဲ့ဖြစ်ပြက်တွေကြုံလာတဲ့အခါမှာပေါ့နော်အဲဘလူးဘက်ကရည်ရမလဲဆိုတဲ့မေခွန်းကိုဖြေကြားသွားခြင်းဟာတခြားကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘက်မှပါစရာမလိုဘူးဆိုတဲ့အနေအထားမျိုးကိုဖြေသွားတယ်လို့မြင်ပါတယ်ဒါပေမဲ့သူကတော့တိတိကျကျဖြေသူသွားတာတော့မဟုတ်ဘူးသူကိုယ်တိုင်ကလည်းဝန်ခံရတယ်ဒါတိတိကျကျဖြေသူဖို့ခက်တယ်ဆိုတဲ့အနေအထားမျိုးနဲ့ဝန်ခံတော့တာဖြစ်တယ်ဒုတိယပိုင်းမေခွန်းကို ဖြေကျသွားတာကတော့ဒါရှိမှတဲ့ယဟန်းတဲ့နိုင်ငံကြီးလုံးဝမှမသက်ဆိုင်ဘူးဆိုတဲ့အနေထားမျိုးကိုဖြေကျသွားတဲ့ဇာတတမင်းနဲ့ဗိမိတာရာမင်းရဲ့အဲဒါဥပမာကိုထောက်ယူပြီးတော့မှ ဖြေကျသွားအလုံးတွေ့ပါလိမ့်မယ်ဆိုတော့ဒါဥသိန်းတို့ရဲ့အမြင်နဲ့ကတော့လုံးဝမှအမြင် မတူပါဘူးဥသိန်းတို့ကတော့ယဟန်းနဲ့နိုင်ငံကြီးတဲ့တဲ့ကြီးကိုတက်ဆိုင်ပါတယ်လို့ဥသိန်းတို့ကတော့ဒီလိုပဲပထမပိုင်းမှာလည်းပဲဒီတိုင်းပြောခဲ့တာဖြစ်ပါတယ် ဖွင့်မှာပြောခဲ့သလိုမြတ်ဗုဒ္ဓကသရထဘေကဝေသာရိကဓမ္မန္တိတိထဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလောကနုကံပါယအထာယဟိတာယဒေဝမနုဿာနံလို့ဒီလိုမိတ်ဆိုခဲ့တာ ဖြစ်ပါတယ်ဆိုတော့ဒီမိတ်ဆိုချက်ရဲ့လိုရင်းအတိတ်ဘယ်ကိုဥသေခဏခဏလဲဆွေးနွေးခဲ့တာ ဖြစ်လို့အားလုံးလဲသဘောပေါက်ကြလိမ့်မယ်လို့မြင်ပါတယ်လောကလူသားတွေအကျိုးရှိအောင်ယဟန်တွေဟာ ပြုကျင့်ရမယ်လောကလူသားတွေ ချမ်းသာဒုက္ခရအောင်ပြုကျင့်ရမယ်။လောကလူသားတွေကိုအစဉ်ဆောင်ချော့ဖို့ရာပြုကျင့်ရမယ်ဆိုတဲ့အနေအထားမျိုးပါ။ဦးဇင်းတို့ရဲ့အပြော့အဆိုတွေအလို့အကန့်တွေအကြံစီတွေဟာဒီလမ်းစဉ်၃ရက်နဲ့ညီနေရပါမယ်။ဆိုတော့လမ်းစဉ်၃ရက်နဲ့အညီဦးဇင်းတို့တွေရက်ဒီကြင့်ကြံနေတာဖြစ်တဲ့အတွက်ဒီနေ့ဦးဇင်းတို့ရဲ့မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့အဖြစ်အပျက်တွေကိုတခြားပြန်လည်လာကြည့်မယ်ဆိုရင်ဦးဇင်းတို့နိုင်ငံတို့နိုင်ငံသားတွေမှာ ဒီနေ့ဒီချိန်မှာလူငရဲကြာရောက်နေတာဖြစ်ပါတယ်ဒီလူငရဲဘာကြောင့်ကြာရောက်နေတာလဲဆိုလို့ရှိရင်လောဘကိလေသာကိုအခြေခံပြီးတော့မိမိတို့နဲ့မထိုက်တန်တဲ့အရာတွေကိုလိုချင်တတ်မှတ်မှုတွေကြောင့်တိုင်းပြည်ရဲ့အာဏာကို မတရားလူယူလိုက်တဲ့ဖက်စစ်စစ်တပ်မရင်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့်ဆိုတာကတော့အလုံးပြောပြစရာမလိုဘဲနဲ့သိပြီးဖြစ်ကြပါလိမ့်မယ်ဒီနေ့ဦးဇင်းတို့ရဲ့နိုင်ငံမှာ ဦးဇင်းတို့ရဲ့တန်းသူပြည်သားတွေဟာအကျိုးမဲ့တွေဖြစ်နေကြတယ်။ဦးဇင်းတို့တန်းသူပြည်သားတွေဆင်းရဲဒုက္ခတွေရောက်နေကြတယ်။ဒါလည်းပြောပြစရာမလိုအောင်အလုံးတည်နေပြီးသားပဲဖြစ်ပါတယ်။ဆိုတော့ဘုဒ္ဓနာဟိတရာနဲ့အညီကြင့်ကြံရမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရဲ့နိုင်ငံနိုင်ငံသားတွေအကျိုးမဲ့အောင်ပြုတ်လုံနေတဲ့သူတွေကိုပယ်ရှင်းတုတ်တင်ရမှာပဲဖြစ်ပါတယ်။ဘုဒ္ဓနာဒုက္ခရာနဲ့အညီကြင့်ကြံရမယ်ဆိုရင်ဦးဇင်းတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေကိုဆင်းရဲဒုက္ခရောက်အောင်ပြုတ်လုနေတဲ့သူတွေကိုပယ်ရှင်းထုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်။လောကနုကံပါယနဲ့အညီချင်းကြရမယ်ဆိုလို့ရှိရင်ဘုသူတို့ရဲ့ပြည်သူပြည်သားတွေကိုအစဉ်တစ်ဖြင့်စောင့်ရှောက်ကြရမှာပါ။သူအစဉ်တစ်ဖြင့်စောင့်ရှောက်တဲ့နေရာမှာဘေးဒုက္ခတွေမကြရောက်အောင်အကျိုးမဲ့တွေမဖြစ်အောင်ဆောင်ချောင်းကြမှာဖြစ်လို့ဘေးဒုက္ခတွေကိုဖန်တီးနေတဲ့သူတွေအကျိုးမဲ့တွေကိုဖန်တီးနေတဲ့သူတွေကိုဦးသိန်းတို့တွေဟာ ပယ်ရှင်းတုတ်တင်ဖို့တာဝန်ရှိကိုရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ယဟန်တန်ကာတွေဟာနိုင်ငံရေးနဲ့တဲ့တယ်ကြီးတက်ဆိုင်နေတယ်လို့ဦးစင်းကဒီလိုဆိုလိုတာဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာလူမှုရေးအကျုပ်ထွေးတွေကြားထဲမှာလက်ရှောင်ပြီးတော့နေခဲ့တာမဟုတ်ပါဘူး။လူမှုအတိုင်းအဝိုင်းမှာအာရမဝါဒတွေအာရမကိုစုပ်ကန်ထားတဲ့မင်းသူမင်းညစ်တွေပေါ်ပေါက်မလာအောင်မင်းညစ်တရား၁၀ပါးကိုလည်းဟောကြားတော်မူခဲ့တာပဲဖြစ်ပါတယ်။မြတ်စွာဘုရားက ်ဒီလိုအချုပ်တွေထဲမှာပါတာကိုမကြိုက်ဘူးဆိုတဲ့အထိပ္ပယ်တက်ရောက်တဲ့စကားမျိုးဒါဗျာလင်္ကာရကအမိန့်ဆိုခဲ့တာဖြစ်ပါတယ်ညဘုဒ္ဓဟာရောဟိဏီမြစ်ကြီးကိုအကြောင်းပြုပြီးတော့နှစ်ဖက်စခင်းတော့မဲ့အခြေအနေကိုရောက်ရှိနေတဲ့တာကီဝင်မင်းမျိုးတွေကိုဝင်ရောက်ဖြန့်ဖြေးပြီးတော့တရားဓမ္မတွေဟောပြောဆုံးမခဲ့တဲ့တာရကတွေလည်းအများကြီးရှိပါတယ်။နောက်လူတွေကိုလိုက်ပြီးတတ်ဖြတ်နေတဲ့အင်္ဂုလိမာလာလိုလူမကြီးကိုလည်း တရားဓမ္မကိုလမ်းပြအမှန်လမ်းကိုရောက်အောင်ပို့ဆောင်ခဲ့တဲ့တာရကတွေအများကြီးရှိပါတယ်တကယ်လို့သာမြတ်ဗုဒ္ဓကဒီလိုလူမှုအကျုပ်တွေတဲမှာမပါဘူးဆိုလို့ရှိရင်ရောရီနီမြေကြီးကိုအကြောင်းပြုပြီးတော့တာဂီဝင်းမင်းနေအချင်းချင်းစစ်ခင်းတဲ့စစ်ပွဲကြီးတွေကမ္ဘာတမိုင်းမှာပေါ်လာမှာပဲဖြစ်ပါတယ်အင်္ဂုလိမာလာသူ့အတူလူသက်နေတာပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့အင်္ဂုလိမာလာကိုသွားပြတရားမဟောခဲ့ဘူးဆိုလို့ရှိရင်ဒီထက်မကမြောင်များစွာသော လူတွေအသက်ဆုံးရှုံးပြီးတော့ တာဝတိပြည်ကြီးတပြည်လုံးတော်မြို့သုံးတပ်ပြက်ခံရမယ့်အနေထားမျိုးတွေကြုံလာရမှာပဲဖြစ်ပါတယ်ဆိုတော့မြတ်ဗုဒ္ဓဟာတတိုင်းပြည်လုံးတိုင်းသူပြည်သားလူအများတွေဘေးဒုက္ခရောက်တော့မဲ့အခြေအနေမျိုးတွေမှာမတရားတဲ့မင်းသူမင်းညစ်တွေအများကိုဒုက္ခပေးမဲ့လူဆိုးလူမိုက်တွေပေါ်ပေါက်လာရင်မြတ်ဗုဒ္ဓဟာမနေပါဘူးကိုယ်တိုင်ကြွရောက်ပြီးတော့ပြဿနာတွေကိုဖြေရှင်းကြည်အောင်ငြိမ်းချမ်းအောင်အထုတ်တော်မူခဲ့တဲ့တာရကတွေအများကြီး ရှိပါတယ်။အသာတသက်မင်းနဲ့ဗိမိသာရအသာအဖဖြစ်တဲ့ပြဒနာလောက်ကိုမပါဝင်တာနဲ့လူအယုတ်ထွေးတွေမှာမြတ်ဗုဒ္ဓဟာမျက်ွယ်ပြုတ်တယ်ဆိုတဲ့စကားရက်ကတော့ဒါတဘာဝမကြဘူးလို့ဦးသိန်းတို့ကတော့ဒီလိုပဲသုံးသပ်ပါတယ်။ဆိုတော့ဦးသိန်းတို့ယဟန်ဆိုတာဒီလိုလောကသူသားတွေကိုစောင်းလျှောက်ဖို့အတွက်ရက်တည်ကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်ယဟန်မြတ်မှန်ရင်ဦးသိန်းတို့တိုင်းပြည်မှာကြရောက်နေတဲ့ဘေးဒုက္ခအန္တရာယ်ပေါင်းကနေထုတ်ဆယ်ကယ်တင်နိုင်ဖို့ ကြိုးစားကြရမှာပဲဖြစ်ပါတယ်သောသောကဗျာလင်္ကာရမိတ်ဆိုခဲ့တဲ့အတိုင်းပါပဲကိလေသာတမေတိဥပတမေတိတိတမနောဆိုတဲ့အတိုင်းပါပဲဆိုတော့ကိလေသာတွေကိုငြိမ်းအောင်မိမိကိုယ်တိုင်ငြိမ်းအောင်အထုတ်တာအဲ့မှာဥပတမေတိဆိုတဲ့နေရာမှာငြိမ်းအေးစေတာလို့ဒီလိုသုံးလုံးတာဖြစ်ပါတယ်ပူလောင်သေးတဲ့နှိမ့်ဆက်တတ်တဲ့ကိလေသာတွေပေါ်ပေါက်လာပြီဆိုလို့ရှိရင်ငြိမ်းအောင်အထုတ်ရတာပဲဖြစ်ပါတယ်ဒီတော့ဒီလို ကိလေသာတွေပူလောင်မှုတွေဘယ်ကလာတယ်လဲဆိုတဲ့အကြောင်းကိုလည်းစမ်းသပ်ရတာဖြစ်ပါတယ်ဒါဗုဒ္ဓရဲ့လမ်းတွေကသာအကြောင်းအကျိုးကိုစမ်းသပ်ရတဲ့လမ်းတွေဖြစ်ပါတယ်ဒီအကျိုးဖြစ်ထွန်းနေတဲ့ဘယ်အကြောင်းကလာတယ်လဲဆိုတာကိုစမ်းသပ်ကြရတာပါဒါကြောင့်ကိလေသာဘယ်ကလာတယ်လဲတိုက်သူပြည်သားတွေကိလေသာအပူမီးတွေလောင်နေတယ်ဒီလောင်နေတဲ့ဒီကိလေသာအပူမီးတွေကိုဘယ်သူကရှို့နေသလဲဆိုတာကိုဦးဇင်းတို့တွေစမ်းသစ်ကြရတာပါဆိုတော့ဦးဇင်းတို့ရဲ့အတိုင်းပြည်မှာ မင်းအောင်လံရဲ့လောဘကိလေသာတွေကြောင့်ဦးဇင်းတို့တိုင်းပြည်ဟာဒုက္ခမျိုးစုံအပူမီးမျိုးစုံကြာရောက်နေတယ်ဆိုတာစောစောကတင်ပြခဲ့တဲ့အတိုင်းလဲအလုံးသိပြီးဖြစ်ပါတယ်ဆိုတော့ဒီကိလေသာကိုဘယ်သူကဖန်တီးနေတာလဲဆိုလို့ရှိရင်အာရမကိုစုတ်ကန်ထားတဲ့အာရမဝါဒီတွေနဲ့သမိတ်စာစစ်ဘလူဖက်စစ်စစ်တပ်မရင်းတပ်ကဖန်တီးနေတာ ဖြစ်ပါတယ်ဒါကြောင့်ကိလေသာတမေတိဥပတမေတိတိတမနောဆိုတဲ့အဗျာလင်္ကာရပြောခဲ့တဲ့ စကားရက်ကိုပြန်ကင်ဆွဲမယ်ဆိုလို့ရှိရင်ဒီကိလေသာကိုငြိမ့်စေခြင်းနဲ့ဆိုလို့ရှိရင်ကိလေသာဖြစ်ကြောင်းအရင်အမြစ်အာနာယူတဲ့ဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကိုတုတ်တင်ပယ်ရှားမှသာလျင်ဒီကိလေသာအပူမီးတွေကငြင်းအေးမှဖြစ်ပါတယ်။ဒါကြောင့်တမနာလို့ခေါ်တဲ့ယဟန်မြတ်အဖြစ်ခံယူကြမယ်ဆိုရင်လူထုရှိကရဲရဲရင်ရဲ့ရက်တီပြီးတော့လူထုကိုနှိမ့်ဆက်ကလူပြုတ်နေတဲ့အာရမဝါဒီတွေကိုပယ်ရှင်းကြရမှာပဲဖြစ်ပါတယ်။ ဒါမှသာလျင်ယဟန်မြတ်လို့ဦးသိန်းတို့တွေတတ်မှတ်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်တက္ကရာကမာပေါင်းသူတော်ကောင်းများအနေနဲ့လည်းပဲမိမိတို့ပတ်ဝန်းကျင်မှာရှိနေတဲ့သင်္ကန်းကိုပတ်ထားသောယဟန်တန်ဃာများသည်ယဟန်ရဲ့စံတန်ဘိုးမြတ်သောယဟန်ရဲ့အမှုအကျင့်တွေတကယ်ကိုကိန်းအောင်နေရလားတကယ်ကိန်းအောင်နေတယ်ဆိုလို့ရှိရင်တက္ကရာကမာတွေရဲ့တာဝန်ရပစ္စည်းလေးပါထောက်ပံ့လှူဒန်းမှုတွေ ြုကြရမှာပဲဖြစ်ပါတယ်ရှ िख ိုးကော်ရပူဇော်ထူးကိုပြုကြရမှာပဲဖြစ်ပါတယ်သို့တော်လည်းပဲယဟန်မြတ်လို့သာခံယူထားပြီးတော့ယဟန်မြတ်ရဲ့ဂုဏ်အင်္ကာတွေအကျင့်အာသာရတွေနဲ့မပြည့်စုံကြဘူးဆိုရင်တော့မိမိတို့ကိုယ်တိုင်ကရဲရဲရင့်ရင့်နဲ့ကျင့်ဖယ်နိုင်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီပြောကြချက်ကိုဏိဂုံးကံပအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်